မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းတေးအမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့ရေနံကိုတိုက်ခတ်ခဲ့ရာစစ်ခွေးတပ်ဖက်ကအရာရှိတအုပ်အပါအဝင်19ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကစက်တင်ဘာလ6ရက်နေ့မိုးလွယ်2:17မိနစ်ခန့်အချိန်မှာတေးရမြို့နယ်မှာရှိတဲ့ကြေးရွာဆေးရွာကျော်ကိုစစ်ကြောင်းထိုးနေတဲ့ အင်အား80လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကညောင်ဝိုင်းကျွော်နဲ့တက်ကြီးရွာကြားလမ်းပိုင်းတနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကအရာရှိတအုပ်အပါအဝင်16ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တက်တွင်းသတင်းရင်းမြစ်များရဲ့ပြောဆိုချက်အရသေဆုံးသူတွေထဲမှာအမျိုးသမီးစစ်သည်များလည်းပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတရမြုံနယ်အတွင်းမှာရှိတဲ့စမ်းလေ၊ကညစ်ကြ၊ချင်းကုန်၊အကြီးစား ပွန်ကြီးအလက်လေဇီတော်မကြီးုံတမရခိုင်ပောက်ဖြူတာစီရွှေပန်းခိုင်ညောင်ဝိုင်းစတဲ့ကြေးရွာများကို9ရက်တာစစ်ကြောင်းထုံးမှွေနောက်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူလူရက်က4ကား3စီးနဲ့ကပ္ပဆာ72ကိုနေ့စဉ်ပို့ဆောင်နေတယ်လို့သိရပါတယ်အလားတူပဲမနေ့ကစက်တင်ဘာလ6ရက်နေ့ညနေ4နာရီခန့်မှာလဲတရက်မဲလာလမ်းမိုင်းမှာကပ္ပဆာ72ကိုကပ္ပဆာလုပ်ငန်းသုံးတဲ့ပစ္စည်းများတဲဆောင်လာတဲ့ကွန်တိန်နာ၄စီးလုံခြုံရေးအင်အား၄၀နီးပါးပါဝင်လာတဲ့စစ်ကား၂စီးနဲ့ ရှေ့ပြေးကင်းဆိုင်ကဲ၅စီးပါတဲ့ရေနှန်းကိုဒေါ်လာရေးတပ်ဖွဲ့များကတရားမြုံနယ်ဘော်ရဲစခန်းမြောက်ဘက်၄ကီလိုမီတာအကွာမှာရှိတဲ့ဒစည်းကောက်ကြီးပါအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတပ်ခတ်မှုအတွင်းရဲတော်ဦးပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့ဒေါ်လာရေးရောက်ပေါ်များကတော့အထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ရဲတုံးကောင်ရဲ့ရုပ်အလောင်းများကိုကပ္ပဆာဆက်နယ်ကိုပြန်လည်တည်ဆောင်သွားတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကအင်အား80လောက်ပါပါတယ်။အမျိုးသမီးအမျိုးသမီးစစ်တီတွေလည်းပါတယ်လို့ပြောတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတရက်မြို့နယ်ညောင်ဝိုင်းကျေးရွာနဲ့တက်ကျေးရွာကြားလမ်းမိုင်းတနေရာရောက်မှာကျွန်တော်တို့ဗမာပြည်ကာကွယ်ရေးတပ် USBA ကကြားဖြတ်ပြီးတော့ခိုးလုံတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်းမှာစစ်ခွေးအရာရှိတအုပ်အပါအဝင်အမျိုးသား14ဦးနဲ့အမျိုးသမီး2ဦးတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ တရက်မဲလာလမ်းပိုင်းမှာကကပ္ပစစနစ်ကိုပစ်စည်းလာပို့တဲ့စစ်ခွေးရင်တန်းကိုကြားဖြတ်တိုက်ခိုက်လိုက်တာရဲခွေးတုံးကောင်ပွဲချင်းပြီးတိုက်ဆုံသွားပါတယ်လို့ United States of Burma Army USBA ကတောင်းရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပခုတ်ကူမြို့နယ်တပ်မတရက်တက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမ်ဘာလ6ရက်နေ့မနေ့9နိုင်ခန့်မှာပခုတ်ကူမြို့နယ်တပ်မတရားတက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာအနောက်ဘုံကံပြူစောတိရွာကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက rocket ၅လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ခွေးတပ်ဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ မနေ့ကမနက်ပိုင်းမှာတက်မတရားတက်ကနေထွက်လာတဲ့စစ်ခွေးတွေအနောက်ဖုံးကံပြူစောတိရွာကိုရောက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ရဲဘော်တွေက rocket ၅လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ကျွန်တော်တို့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်စစ်ခွေးတွေတဲ့စီးရင်ကိုတော့အတိမပြုတ်နိုင်သေးဘူးဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ Cobra 1ပခုတ်ကူလက်နက်ကြီးတပ်ဖွဲ့ကဘိုးမွေဟောက်ကအတိပြုပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပကဖတိုက်ရင်တဲ့ပခုတ်ကူခရိုင်ပကဖလက်နက်ကြီးတပ်ဖွဲ့ Cobra 1 Burma Revolution Rangers တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဖတ်စစ်ခွေးတက်ကတက်ချက်ကြီးစိုးဝင်းဆိုတဲ့ကောင်ကပြည်ဦးလွင်ကတီဟမိုဘိုင်းဖုန်းဆိုင်မှာချင်းချောက်ပြောဆိုနေတဲ့ရုပ်သံဖိုင်ဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီကောင်ကသူ့ကိုယ်သူတက်ချက်ကြီးစိုးဝင်းလို့ပြောပြီးတော့ဆိုင်ရဲ့ဝန်ထမ်းတွေကိုအော်ဟစ်ချင်းချောက်နေတာကိုဗီဒီယိုမှာတွေ့ခဲ့ရပါတယ်လူတယောက်ကိုခေါ်ခိုင်းနေပြီးတော့ တော့ပြည်ပြည်သူတွေပုံသွဲ့နေကြတယ်ဘောပေါ်လာမိုးဝဲဥပ္ပဒါဒီမှာမပေးသေးလို့အပြန်လာခဲ့ဘယ်မှာပြောပဲပြန်လာကြတော့ဟာကိုရတောင်းဝဲမှုသိနေခွင့်တောက်ဆိုရပြီလေလားဖိတ်ချက်ဒီဆုံးမယ်ဘယ်လိုမှပြောပြရအာချီဖို့မှရှင်ဘူးဘယ်လိုလဲဘယ်ကောင်မိုက်တော့ဖွင့်ရတော့ရအခုမင်းလားဘယ်လိုအခုငါမဒီပတ်ဆံတိုင်းကရှင်းမယ်ဘယ်လိုပါရှင်းမေးလိုက်ပေါ့အမောင်တော့မေးလိုက်ရဒီမနေ့ပေါင်းရရနော် ဒီအကြောင်းအရာကိုစုံစမ်းကြည့်တဲ့အခါမှာဒီအဖြစ်အပျက်ကမန္တလေးတိုင်းပြင်ဦးလွင်မြို့ကတီဟာမိုဘိုင်းဖုန်းဆိုင်မှာဖြစ်ပွားခဲ့တာမှန်ကန်တယ်လို့ဘေးပတ်ဝန်းကျင်ကအတိအပြုပြောကြားထားပါတယ်စစ်ခွေးအုပ်စုမှာအောက်ခြေအဆင့်စစ်သားတအုပ်တော်မှပြည်သူကိုအခုလိုမျိုးမဟုတ်မမှန်ခေါင်းစဉ်တွေတက်ပြီးတော့မတရားဖမ်းဆီးဖို့ချိန်ချောက်နေတဲ့တပ်တွေရုတ်တံဖိုင်မဲဖြစ်ပါတယ်မကြာသေးခင်ရက်ပိုင်းကပြင်ဦးလွင်မြို့မှာ စစ်ခွေးတက်နဲ့ဘိုလောင်းတွေလွတ်လပ်လပ်လပ်သွာလာနေတာကို တွေ့ရပြီးတော့မကြခင်မှာဒီလိုမျိုးအာဏာပြချိန်ချောက်မှုတွေမြင်လာရတာပဲဖြစ်ပါတယ်။မကြသေးခင်ရပိုင်းကပဲပြင်းဥလွင်မျိုးမှာစစ်ခွေးတက်သားတွေနဲ့ဘိုလောင်းတွေဟာလွတ်လပ်လပ်လပ်သွာလာနေတာကိုတွေ့ရပြီးမကြသေးခင်မှာပဲအခုလိုမျိုးအာဏာပြချိန်ချောက်မှုတွေမြင်တွေ့လာရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာပြည်ပအစာထိုးသွင်းကုန်များအားပြည်တွင်းထုတ်ကုန်များကိုစိုင်များဖွင့်လှစ်ပြီးတော့ရောင်းချရန်စစ်ကော်မရှင်ကပြည်내နဲ့တိုင်းအစိုးရများကိုအရေးပေါ်ညွှန်ကြားချက်တွေထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လနောက်ပိုင်းမှာထုတ်ပြန်လိုက်တဲ့စစ်ကော်မရှင်ရဲ့ညွှန်ကြားချက်မှာပြည်내နဲ့တိုင်းအစိုးရများအနေနဲ့ ်မိမိတို့ရဲ့ပြည်နယ်နဲ့တိုင်းများအတွင်းမှာပြည်သူများတက်တန်းစွာအသုံးပြုနိုင်ရေးအတွက်ပြည်ရင်းထုတ်ကုန်များအားလုံးကိုရောင်းချနိုင်တဲ့စိုက်များအားလုံးကိုတိုင်းဒေသကြီးပြည်နယ်အစိုးရများရဲ့အစီအစဉ်နဲ့မြို့နယ်တိုင်းမှာဖွင့်လှစ်ပြီးတော့ရောင်းချသွားရန်လိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီစိုင်းနေမှာရောင်းချမယ်ကုန်ပစ္စည်းများဟာပြည်ပကတွင်းကိုအစားထိုးပြည်ရင်းကုန်ပစ္စည်းစစ်စစ်များကိုသာရောင်းချရမယ်လို့ညွှန်ကြားလာကြောင်းသိရပါတယ်။ ပြည်ရင်းထုတ်ကုန်တွေကြီးပဲတီးတန့်ရောင်းတဲ့ဆိုင်တွေကိုဖွင့်ခိုင်းနေပါတယ်။ဆက်ပြာကစပြီးတော့စားတောက်ကုန်လူသုံးကုန်တွေအားလုံးပြည်ရင်းထုတ်တွေကြီးပဲတင်ရမယ်တဲ့။အဲ့ဒါတိုင်းဒေသကြီးအစိုးရနဲ့ပြည်내အစိုးရတွေကစံပြဆိုင်တွေစပြီးဖွင့်ရမယ်။သွင်းကုန်အစားထိုးပြည်ရင်းထုတ်ကုန်အားပေးတဲ့ဆိုင်တွေကိုဖွင့်ခိုင်းနေတာပါ။ဖြစ်ချင်တော့ကိုရီးယားမြန်မာနိုင်ငံကသွားကြားထိုးတန်ကိုတောင်မှတရုတ်ကမှာပြီးတုံးနေရတာ။အကူကြတော့အိန္ဒိယကမှာပြီးတုံးနေရတယ်လို့ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ ပြည်ရင်းထုတ်ကုန်များတည်တံ့ရောင်းချတဲ့စိုင်များဟာရခင်စက်မှုဝင်ကြီးဌာနကဖွင့်လှစ်ခဲ့တဲ့ဝင်းသူစားအယောင်းဆိုင်များလိုမျိုးမဟုတ်ပဲ public ကလုပ်ငန်းရှင်များစစ်ခွေးလက်အောက်ခံစက်ရုံအလုပ်ရုံများကထုတ်လုပ်တဲ့ထုတ်ကုန်များအပါအဝင်ပြည်ရင်းထုတ်ကုန်များကိုအစိုးရ public ကမခွဲခြားဘဲနဲ့ကုန်ပစ္စည်းအမျိုးစုံကိုရောင်းချခိုင်းခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပြည်ရင်းထုတ်ကုန်တည်တံ့ကိုသာရောင်းချခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ကုမ္ပဏီများရှိပါကလည်းအခွန်တက်တာတွင် license များလျင်မြန်စွာချထားပေးခြင်းအပါအဝင် အထူးတက်တာခွင့်နေနဲ့အခွင့်အရေးတွေပေးပြီးတော့ဖွင့်လှစ်ခွင့်ပြုရန်ညွှန်ကြားထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းရေလာရှိမြို့နယ်မှာအသက်18နှစ်အောက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့18နှစ်ပြည့်တဲ့မှတ်ပုံတင်များအမြန်ရိုက်ထုတ်ပေးကာစစ်တင်တန်းကျောင်းတွေကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကူတိုင်းရေလာရှိမြို့နယ်မြို့လာမြို့ချောင်းမကြီးတရက်ကွာဥက္ကဋ္ဌသိန်းဖိန်မြင့်ကစစ်ခွေးတပ်နဲ့အတူရက်ကွာထဲကလူငယ်များကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါဗါတယ်။ဖမ်းဆီးရရှိတဲ့လူငယ်များတွေကအသက်18နှစ်အောက်လူငယ်များကို စစ်ခွေးတပ်နဲ့လဝကခေါ်လူဝင်မှုကြီးကြပ်ရေးလို့ကပူးပေါင်းပြီးတော့အသက်၁၈နှစ်ပြည့်မှတ်ပုံတင်များချက်ချင်းလိမ့်လေပြီးတော့ရိုက်ထုတ်ပေးပြီးစစ်မှုထမ်းတင်တန်းကြောင်းကိုချက်ချင်းပို့ဆောင်နေတယ်လို့သိရပါတယ်အသက်မပြည့်သေးတဲ့ကလေးတွေလူကောင်ကထွားတယ်ဆိုရင်စစ်ခွေးတပ်ကလဝကကိုဖုံးဆက်ပြီးတော့ချက်ချင်းအသက်၁၈နှစ်ပြည့်မှတ်ပုံတင်ကိုထုတ်ခိုင်းလိုက်ပါတယ် အဲ့ဒီမှတ်ပုံတွေအစ်စ်နဲ့စစ်တင်နှန်းချောင်းတွေကိုပို့တာပါမိဘတွေကအသက်မပြည့်သေးပါဘူးဆိုပြီးတော့မွေးစင်းနဲ့လိုက်ထုတ်လဲလက်မခံကြဘူးတချို့ကလေးတွေကအသက်15နှစ်လောက်ပဲရှိသေးတာလူကောင်ကရမ်းထွားတော့ကြီးကောင်ဝင်နေတဲ့ကလေးတွေလည်းအကုန်ပါကုန်တာတကယ်တမ်းကအသက်မပြည့်သေးတဲ့ကလေးတွေပါသူတို့ကမှတ်ပုံတွေတွေကိုလိန်ထုတ်ပြီးတော့တင်နှန်းချောင်းတွေကိုပို့နေတာလို့အသက်မပြည့်သေးပဲစစ်ခွေးတဲ့ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံလိုက်ရတဲ့ကလေးငယ်တအုပ်ရဲ့မိခင်ဖြစ်သူကရှင်းပြထားပါတယ်ဒါအပြင်ရေတာရှင်မြို့နယ်မှာစစ်မှုတန်းကြီးအဖြစ် လစဉ်ငွေကြေးကောက်ခံမှုဟာတလကိုငွေကျပ်တသိန်းအနည်းဆုံးတောင်းခံလာတယ်လို့သိရပါဗျ။ပြည်ပကိုရောက်နေတဲ့လူငယ်များအတော်တလကိုငွေကျပ်2သိန်းခွဲအထိတောင်းနေတယ်လို့ပြောပါတယ်။ဒါအပြင်အစ္စလမ်ဘာသာဝင်များခရစ်ယာန်ဘာသာဝင်များနဲ့ဟိန္ဒူဘာသာဝင်များလိုမျိုးဘာသာခြားပတ်စံတက်နိုင်တဲ့နေအိမ်များကိုတလကိုစစ်မှုထမ်းခြင်း6သိန်းအထိစစ်ခွေးရဲခွေးနဲ့ပြူခွေးများကအုတ်ချုပ်ရေးမှုတွေနဲ့ပူးပေါင်းပြီးတော့ကောက်ခံနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်သူဆိုးရွာကိုအကြမ်းဖက်စစ်တပ်က၃ရက်ဆက်တိုင်မိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်အလုံးတရာကျော်ပြားကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၂ရက်နေ့ကနေ၄ရက်နေ့အထိနထိုးကြီးမြို့နယ်သူဆိုးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုဇက်တိုက်မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့မိရှုဖျက်ဆီးခြင်းကြောင့်ပြည်သူပိုင်းနေအိမ်အလုံးတရာကျော်မိလောင်ပြားကျခဲ့ရပြီးခြေရွာနေပြည်သူများအပါအဝင်အနီးအနားမှာရှိတဲ့ခြေရွာများက ထောင်နဲ့ကြီးတဲ့ပြည်သူများဟာလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကသူ့ဆိုးရွာကိုဒုရရအချင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့နေအိမ်တရာကျော်လောက်ကိုမိရှို့ဖျက်ဆီးသွားတာစက်တမ်ဘာလ2ရက်နေ့ကနေ4ရက်နေ့အထိ၃ရက်ဆက်တိုက်မိရှို့ဖျက်ဆီးသွားတာပါစစ်ခွေးစစ်ကြောင်းမရှိတော့ပေမဲ့ပြည်သူတွေကတော့ဆက်လက်ပြီးတော့တိမ်းရှောင်နေရပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမြင်းညာမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ ဒေတာရင်းတော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းရေးများလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်လဇန်ပိုင်းကလည်းအချမ်းဘတ်စစ်ခွေးတပ်ကမြင်းညာမြို့နယ်နဲ့နထိုးကြီးမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့မြင်းညာမြို့နယ်မှာမြောက်ကုန်းရွာ၊ပျော်ပွဲရွာ၊တမုံခိုင်းရွာ၊ဗလုံရွာနဲ့ကန်ဆင့်ရွာတို့ကပြည်သူအမျိုးသမီး၅ဦး၊အမျိုးသား၅ဦးတို့ကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နထိုးကြီးမြို့နယ်မှာရွာကြီးရွာ၊သူဆိုးရွာ၊တဲတော်ရွာနဲ့ကြောက်ဆယ်ရွာကအမျိုးသမီး၁၀ဦးနဲ့ အမျိုးသား6ဦးတို့ကိုလည်းတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အချိန်တုန်းကလည်းနထိုးကြီးမြို့နယ်ကတန်ဆိုးရွာ၊မန်လယ်ရွာ၊ကြောက်ဆဲရွာ၊တဲတော်ရွာ၊လက်ဝဲရွာ၊ချင်းရွာရွာ၊ကြားရှည်ရွာ၊လက်သက်ပကံရွာနဲ့မြင်းညာမြို့နယ်ကကန်စစ်တောင်ရွာမြောက်ရွာဘားလုံးချေးရွာတို့ကိုလည်းမိရှို့ဖြတ်စည်းခဲ့ပြီးတော့နေအိမ်များရာနဲ့ချီပြီးမိလောင်ပြကြခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ